Hello, hello. ကဲမင်္ဂလာပါဗျ။ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်။အဲ့တော့ဒီ live ကတော့ကျွန်တော်ဒီနေ့ဒါ19ရက်4လ2025ရက်ဒါ La Liga Serie A နဲ့ League 1တွေကကျွန်တော်ကောင်းမဲ့ကောင်းလို့ရရာပွဲလေးတွေရဲ့ပွဲရုပ်သုံးချက်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ live မှာဒီနေ့စနေနေ့ရပဲ Bundesliga live လေးထပ်ပြီးတော့လွှင့်ထားပါတယ်။ပြီးရင်တော့ကျွန်တော်နောက်ဆုံး live ကတော့ Premier League နဲ့အတူဒီနေ့ရဲ့ရွေးချယ်မှုနော်ရှစ်ချောင်းကို ဒါပြောပြီးသားမှဖြစ်ပါတယ်လေးသိန်းမောင်းမောင်းတစ်လေးနဲ့မောင်းနေလေးပေါ့နော်မင်္ဂလာပါညီကိုတို့ရေနော်အဲ့တော့လက်ချန်ပွဲတွေလည်းတိတ်မရှိတော့ဘူးဆိုတော့နော်နည်းနည်းလေးဆွဲကြတာပေါ့လားဘရဒါထွန်းထွန်းလင်းမင်္ဂလာပါဗျကိုရီးယားတိုမားတိုမင်္ဂလာပါအောင်ကိုမင်းမင်္ဂလာပါဗျနိုင်ထက်ဦးမင်္ဂလာပါမောင်စိမ့်မင်္ဂလာပါဗျမင်းခန့်မင်္ဂလာပါရက်ဒီဗစ်မင်္ဂလာပါဗျအစောဝဲရွေးချယ်မှုပါလားပါတယ်ဘရဒါကြီးကျွန်တော် ခက်တော်တော်လေးပြောပြမယ်နော် ဲ့ software youtube မှာဒီဒီဒီ live ထဲမှာပါပါတယ်เนาะအဓိကဒီ La Liga တွေကပေါ့เนาะ9နာရီအဲဟိုပေါ့မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့6ခွဲပေါ့လीเนาะအခုလက်ရှိကတော့ဒါတနားရီလောက်တော့လူလူပါသေးတယ်ကျွန်တော်တောက်လျှောက်တော့တော်တော်လေးပြောပြပါပါမယ်เนาะပွဲကလည်းအရင်များတာပေါ့เนาะအဲ့တော့ကျွန်တော်စလိုက်မယ်ဗျာเนาะ ဟုတ်တာ wise မှာဆော့ကျင်တဲ့ညီကိုရင်းကလည်း GoBear promo code ဖြစ်တဲ့ GB777 ကိုသုံးပြီးတော့လေ100% bonus ကြီးရနိုင်ပါတယ်။အသေးသေးသိရှိလို့ပါက wise မြန်မာ Facebook page နဲ့သူရဲ့ application သို့မဟုတ်ဒါ website link ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လေဒါ24နာရီတိလို့ရပြီမေးမြန်းလို့ရပါတယ်။အဲ့တော့ကျွန်တော်ဒီ live မှာအခုလာလာလာလီကာ series နဲ့ league 1လေးဒါပွဲချုပ်သုံးသုံးချက်လေးတင်ဆက်ပေးမှာဖြစ်ပါတယ်နော်။အသေးလေးလက်မလေးလေးတော်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါမှာတော့တော်ပြီနော်။ကျေးဇူးများကြီးတင်ပါတယ်ဗျ။ကဲအဲ့တော့ကျွန်တော်လာလီကာလေးအရင်သွားပါမယ်။အဲ့မှာအစောပိုင်းအနေနဲ့ကျွန်တော်တို့ဒါ Veligano နဲ့ဒါဟိုပါ ခဏလေးပါကျွန်တော်ဘုံအားလေးတွင်းလိုက်ပါမယ်โอเคအဲ့တော့ Velicano နဲ့လက်ရှိအနေထားအရဒါ Valencia ပွဲမှာလက်ရှိအနေထားအရဒါဒီ Velicano ဘက်ကအင်ဝင်ရနေဒါ level 20ရှုံးပြန်ပေးထားပါတယ်နော်ဂျီလီဖွင့်ပေးပါမယ်โอเคအဲ့တော့ပထမချော့တုန်းက Valencia အင်ဝင်မှာ Valencia ဘက်က level 50ရှုံးပေးထားပြီးတော့ Z1 ဆိုတဲ့ရလည်းလေးဖြစ်ခဲ့တယ်တို့ကဒီနေ့ဘောတကယ်ပေးတဲ့ကြီးက Velicano ဘက်က level 50ရှုံးပြန်ပေးရမှာဖြစ်ပါတယ်အဲ့တော့ level 50ရှုံးဥစား level 20ပဲပေးထားတဲ့အနေအထားမျိုးဟာ Velagano ကြီးတော်တော်လေးပျော့နေလို့ကျွန်တော်သုံးသပ်မှာဖြစ်ပါတယ်။အဲ့တော့မနေ့ကလည်း level 50ရုပ် Velagano ဘက်ကပေးတယ်နိုင်သွားတော့ Valencia ဘက်ကဝေးဝန်းကနေ Z1 နဲ့နိုင်သွားတာဖြစ်ပါတယ်။အဲ့တော့ Velagano ရဲ့လက်ရှိ current form အများကလည်းစိုးပါတယ်။ Bilbao ကို3-1နဲ့ရှုံးသလို Espanyol အသင်းကို4-0နဲ့အိမ်ခွင်းမှာရှုံးထားပါတယ်။အဲ့တော့ဒီမှာပြန်ကြည့်ရမှာကကြီးပေါ့နော်။အဲ့တော့အဲတုန်းကပေးတဲ့ Velagano အိမ်ခွင်းကြီး Espanyol လက်ရှိအဆင့်ဒါ7နှစ်ဖြစ်တဲ့ Espanyol အသင်းကို ဘလကာနိုအနေနဲ့လက်ရှိအဆင့်30အနေနဲ့ပေးတဲ့ခြေကတလုံး90ပေါင်ဖြစ်နေပါတယ်เนาะ Zivo နဲ့ Espanyol ကနိုင်ခဲ့ပါတယ်ဆိုတော့လက်ရှိအနေအားရအဆင့်30ဘလကာနိုအသင်းဟာ Espanyol အောက်ရောက်နေတဲ့အဆင့်14က Valencia လိုအသင်းကို level 20ပေးတယ်ဆိုတော့ဒီမှာပေးထားတဲ့ခြေအရာတော်တော်လေးကွာဟနေပါတော့ Espanyol ကိုတလုံး90ပေါင်ပေးပြီးတော့ Valencia ကို level 20ပေးတယ်ဆိုတော့ဒီဘက်ကဒီ Valencia အနေနဲ့နိုင်ဖို့ရာတိတ်မရှိဘူးပေါ့เนาะအဲ့တော့နောက်တစ်ချက်က အဆင့်30မှာရပ်တည်နေတဲ့လက်ရှိဗလကာနိုအဲ့တော့လာလီဂါမှာပြန်ပြောင်းရဒီယာဒီလာလီဂါရဲ့ချန်ပီယံလိဝင်ဝင်9နေရာရှိပါတယ်ယူရိုပါလီဂ်တို့က2နေရာရသွားတယ်ဆိုတော့ယူရိုပါကွန်ဖရင့်စ်တို့ကတနေရာရတယ်ဆိုတော့ဘောင်းအလုံးပေါင်း10နေရာပေါ့နော်အဲ့တော့အဆင့်10ထိကိုရောက်နိုင်မှာဖြစ်တဲ့အတွက်အောက်ကပတ်ချလိုက်အသင်းတွေကအစွမ်းကုန်စူးစမ်းမဲ့အနေထားရှိတယ်အဲ့တော့တခုထူးခြားတာကလည်းတန်းစင်းဆောင်ကအသင်းနဲ့ယူရိုပါလိဝင်တဲ့အသင်းရဲ့ဟိုလက်ရှိရမှတ်ကအရန်ကြီးမကွာနေတဲ့အနေထားပေါ့နော်မာယော်ကာအဆင့်10ဝင်နေတဲ့ယူရိုပါကွန်ဖရင့်စ်ဝင်နေတဲ့မာယော်ကာရဲ့ဂျီက43မှတ်ဖြစ်ပြီးတော့ တန်းဆင်းဆုံးအဆစ်၁၈ကလက်စ်ပါမက်စီရဲ့ကြီးက29မှန်ဆိုတော့အရန်ကြီးတော့မကွာနေဘူးပေါ့နော်ဒါကြောင့်အောက်ကဗလန်စီယာအထိဒါဆေဗီလာတို့ဗလန်စီယာတို့အထိအပေါ်ကအဆင့်၈နေရာကိုတက်မှန်းလို့ရတဲ့အနေအထားမျိုးကြီးဖြစ်နေတယ်အဲ့တော့တစ်ပတ်ကပြန်ကြည့်ရရင်ဗလန်စီယာဟာလက်ရှိတောက်လျှောက်ခြေစွမ်းမှန်တဲ့အနေအထားလေးသွားတွေ့ရတယ်ပေါ့နော်နောက်ဆုံး၄ပွဲဆက်ကြီးအောင်ထားတယ်ရီယယ်မက်ဒရစ်အိမ်ခွင်းမှာတော့1-2နဲ့9နေဗျာဆေဗီလာကို1-0မာယော်ကာကို1-0ဆိုတော့ကာရာဖောင်ကြီးကတော်တော်လေး fine တဲ့အနေထားလေးတော့တွေ့ရတယ်။နောက်ကြေးပါထပ်အောင်တဲ့အနေထားလေးတွေ့ရတယ်။အဲ့တော့ဒီလိုမျိုးအနေထားမျိုးမှာတစ်ဖက်ကပြန်ကြည့်ရရင်ကြေးအရာကြည့်ရရင်လေတစ်ဖက်ကအဲဂျီရိုနာလိုမျိုးအဆင့်16အသင်းတော်မှာအင်္ဂွန်းမှာဗလန်စီယာကိုပေးခဲ့တဲ့ကြေးရတယ်မှာ level တရာရှုံးဖြစ်ပါတယ်။ဒါကြောင့်ဘလိုပဲစဉ်းစားစဉ်းစားဘယ်ဘက်ကပဲစဉ်းစားစဉ်းစားရမှတ်အများကြီးဟိုဟိုအမှတ်လိုနေတဲ့ဗလကာနိုက level 20ရှုံးပဲပေးတဲ့အနေထားမှာတော့ကျွန်တော်ဗလန်စီယာပဲကြိုက်တယ်ဗျာ။နော်အဲ့တော့ဗလန်စီယာ body ပဲနေရမှာဖြစ်ပါတယ်။နော်ဗလန်စီယာ body ။ Okay ။အဲ့တော့နောက်တစ်ခုက Barcelona နဲ့ဒါ ဒီ setup view ကိုပွဲပါဒီမှာကအရေးကြီးတာကတော့ဒါ line up အရင်အရေးကြီးပါတယ်အဲ့တော့တပတ်ကပြန်စင်းစားရင်သူတို့ကဒါနောက်ပြီးခဲ့တဲ့ပွဲမှာ dot mon အသင်းကို3-1နဲ့ရှုံးခဲ့တာဟာခြေစွမ်းကြလို့မဟုတ်ပါဘူးဒါပေမဲ့တမင် short ခဲ့တယ်လို့ပဲကျွန်တော်တို့သုံးသပ်တယ် dot mon ကောင်းတာတော့မှန်ပါတယ်ဒါပေမဲ့သူတို့ကပထမကြောင်မှာ၄ဂိုးပြန်နဲ့နိုင်ပြီးသားဖြစ်တယ်သူကဘာစလိုနာတကိုးရတဲ့အနေအထားမျိုးမှာနှစ်ဂိုးပြန်နဲ့ပဲသူတို့အရှုံးခံလိုက်ခြင်းဖြစ်တယ်လို့တော့ယူဆပါတယ်ရှေ့မှာလည်းဒီ champion league ဝင်ခွင့်အတွက်ကန်ခဲ့တဲ့နော်ဟို playoff stage မှာကန်ခဲ့တဲ့ flow လေးကိုကြည့်နော်သိနိုင်ပါတယ်အဲ့တော့ဒါကြောင့် တပတ်ပြန်စဉ်းစားရင်လက်ရှိ Ravinha တို့ဘာတော့ဘာလုံးတော့ဘာညာလဲအတွက်လဲဒါကန်အောင်မှာဆိုတော့ခြေစွမ်းကတော့ပြတော့ပြပြလာမှာပဲဗောလေအဲ့တော့ Hansi Flick အနေနဲ့ဒီနေ့ဘက်မှာဘယ်လိုလိုင်းအမျိုးသုံးမလဲပဲကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ Barcelona ရဲ့လက်ကျန်ပွဲ9ပွဲပဲကျန်ပါတယ်အဲ့ဒီမှာ Real Madrid နဲ့ပွဲချက်ကျန်တယ်เนาะ Villarreal နဲ့အရန်ကြီးတော့မကြက်ပြင်မယ်လို့ Villarreal နဲ့လည်းအဲနည်းနည်းလေးတော့ ကျက်နိုင်တဲ့အနေထားပေါ့နော်နောက်တစ်ချက်ကဘီဘာကိုအိမ်ဝင်ဒီ၃ဘွဲပဲဘွဲကြကြတယ်ဆိုတော့၄ဘွဲကဘွဲချောင်တယ်ဆိုတော့ဒီထဲမှာဆယ်တာဗီကိုပါတယ်အဲ့တော့အောက်က Real Madrid La Liga က66မိနစ်ဆိုတော့လက်ရှိ၄မှတ်ကွာဟာနေတဲ့အနေထားမျိုးမှာ Barcelona အနေနဲ့လက်ကျန်9ဘွဲမှာဒါ9ဘွဲ6ဘွဲလောက်နိုင်ရင်ကိုသူတို့နောက်တစ်ဆင့်တက်မှာဆိုတော့ဒီဘွဲတော့အမှားခံမှာမဟုတ်ဘူးဒါပေမဲ့လက်ရှိအနေထားအရဆယ်တာဗီကိုကလည်းအဲနည်းနည်းလေးရလက်ကောင်းတဲ့အနေထားမျိုးလေးတွေ့ရတယ်ပေါ့လေအဲ့တော့ပထမအကြော်တုန်းက Barcelona အဝေးဝန်းကနေလုံး90ပေါင်းပေးခဲ့တယ်တူးတူးဆိုတဲ့ရလက်ဖြစ်ခဲ့တာကြောင့်ဒီနေ့မှာ Marketing ပေးတဲ့နေ့ကြီးကတလုံး90 ရှုံးဘာစီလိုနာကပေးရမှာအဲ့တော့အခု90ပေါင်းဆိုတော့လူလာထက်တော့အများကြီးပြင်းနေတာတော့မှန်ပါတယ်ဒါပေမဲ့မနေ့ကလည်း90ပေါင်း2023ကုလပိုင်းမှာပြီးခဲ့တာပဲဒါပေမဲ့32နဲ့ကြေရှုံးခဲ့တယ်ဗျအဲ့တော့လက်ရှိနေထားရနည်းနည်းလေးတော့ race များတယ်ဗောလေနှလုံး90ပေါင်းကို၄လုံး90ပေါင်းနဲ့ပြန်ကားထားခြင်းအပြင်လည်း Celta Vigo ကိုကိုးရမယ်အနေထားဖြစ်နေတယ်။ Barcelona under uh, uh, individual uh, over 2.5ဖြစ်ဖို့ရာခိုင်နှုန်းနည်းနည်းလေးများနေတယ်ပြောချင်တာက2-1တပောက်ပဲကျွန်တော်ကြောက်စရာရှိတဲ့အနေအထားမျိုးပါအဲ့တော့ပွဲလူစုံတက်ဆုံနဲ့တော့ပွဲထွက်လာမယ်လို့ယူဆတယ်တစ်ဖက်ကဆယ်ဒါဗီကိုမှလည်းအင်္ဂလိပ်စီယာကော aspect ကိုပြန်ပါမယ်အနေအထားမျိုးမှာ၄လုံး90ပေါင်းအရာကတော့ကျွန်တော်ထင်တော့အဲနည်းနည်းလေး over 3.5ဖြစ်ဖို့တော့ ်ချန့်စတော်လီများမယ်တော့ထင်ပါတယ်เนาะအဲ့တော့ဒီဘွဲကကျွန်တော်အရန်ကြီးကြိုက်တယ်တဲ့မှာမပါဘူးရွေးလဲမရွေးတာဘူးဒါပေမဲ့မဖြစ်မနေဒီဘွဲသုံးသပ်ရမယ်ဆိုရင်တော့ကျွန်တော်ဂိုးဘော်လေးပဲရွေးချယ်မိမယ်ထင်ပါတယ်เนาะအဲ့တော့ဒီဘွဲကတော့လက်ရှိနှလုံး90ပေါင်းကဘာစီလိုနာဘော်ဒီကြိုက်ပြင်မဲ့နည်းနည်းလေးဆက်တာဗီကိုဂိုးရနိုင်တာကြောင့်เนาะနည်းနည်းလေး risk များတဲ့အတွက်ကျွန်တော်ရှောင်ပါတယ်ဖြစ်နိုင်တော့ရှောင်ပါတော့မဖြစ်နေရွေးချယ်မယ်ဆိုတော့ဘာကာဂိုးဘော်လေးပဲကြိုက်ပါတယ်โอเคအဲ့တော့နောက်တစ်ဘွဲကတော့ မာယော်ကာနဲ့လီဂါနဲ့ပွဲပါဒီမှာမာယော်ကာရဲ့အဓိကတာဂတ်ကတော့အပေါ်ကယူရိုပါလိသူတို့ဝင်နိုင်ခွင့်ရရှိရအတွက်เนาะဒီဘွဲကတော့အမှားခံမှာမဟုတ်ဘူးတစ်ခါလဲဘာစီလိုနာဟာဆက်တာဗီကိုနဲ့ပွဲချက်တွေ့မှာဖြစ်တဲ့အတွက်ဆက်တာဗီကိုအမှတ်လျော့ပါလိမ့်မယ်ဒါကြောင့်မာယော်ကာလက်ရှိအဆင့်၈ကနေအဆင့်9ရောက်ရှိနိုင်တာကြောင့်မာယော်ကာဒီဘွဲမဖြစ်မနေနိုင်အောင်ကံပါပါဒါပေမဲ့နိုင်အောင်ကံမဲ့အနေအထားမျိုးမှာတလုံး90ပေါင်းဆိုတဲ့အနေအထားမျိုးဟာလုံလောက်သောပြင်းရှမှုမဟုတ်ဘူးလို့ပဲကျွန်တော်ယူဆတယ်ပထမကြောင့်မှာအဝေးဝင်းမှာပေးတဲ့ဂျီကဒဲဂျီပဲပေးခဲ့တာဇီးဝါနဲ့ဒီကနေ့အတင်းကို အဝေးဝန်းကနေနိုင်ခဲ့တယ်ဆိုတော့ဒီနေ့မှာတကယ်တမ်းပေးတဲ့နဲ့ကြီးက level တရာရှုံးပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့အဆင့်9ရောက်ရှိဖို့အတွက်ဆိုရင်တော့ဒီကြီးမျိုးဟာမလုံလောက်ဘူးလို့ကျွန်တော်ယူဆတယ်။နောက်နောက်တစ်ချက်ကမာယောကအနေနဲ့လက်ရှိဆိုစီတက်အသင်းကိုတောင်မှနော်ဆိုစီတက်အင်ကွင်းမှာ Z2 နဲ့နိုင်ထားတဲ့ရက်လည်းရှိပါတယ်။ဒါကြောင့်ဘလိုပဲစဉ်းစားစဉ်းစားတန်းစင်းဆောင်အောင်ဆုံးကနော်အဆင့်19တူအောင်မှာတသိန်းပဲကျန်တယ်။ဒီလိုမျိုးအသင်းကိုအဆင့်9ရောက်ရှိဖို့အတွက်ကို level တရာရှုံးဝင်ဖို့ပဲပေးထားတဲ့အနေထားက ါပျော့တယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်။ဘာလို့အဆင့်၁၂က Espanyol အသင်းကိုတော့မှမာယော်ကအင်္ဂွန်းမှာပေးတဲ့ကြီးက level တရာရှုံးဖြစ်နေတာကြောင့်ဖြစ်ပါတယ်เนาะဒါကြောင့်ဘလိုပဲစဉ်းစားစဉ်းစားတော့အနေဆုံး level တလုံး50ပေါင်းတလုံး40ပေါင်း30ပေါင်းအဲ့လောက်ဝင်းကျင်တော့မာယော်ကပေးတယ်လို့ယူဆပါတယ်အဲ့တော့မဒီလီဂါနဲ့ကိုကြည့်ရရင်လည်းအဝေးကွင်းတောက်လျှောက်ကနောက်ဆုံး၄ဘွဲ့ဆက်ရှုံးနေကြတာเนาะဖလန်စီယာကိုရှုံးတယ်ဆိုစီတောက်3စီနဲ့ရှုံးတယ်ဇယ်ဒါဗီကိုရှုံးတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်တော့မာယော်ကအနေနဲ့ဒီဂျီကပြော့တာကြောင့်ကျွန်တော်ဒီဝေးတော့အဖြစ်နိုင်တော့ရှောင်ပါဒါပေမဲ့ ဟိုကြေးရရွေးချယ်မယ်ဆိုတော့လီဂါနဲ့ပဲကျွန်တော်ကြိုက်ပါတယ်နော်လီဂါနဲ့ဘော်ဒီလေးပဲရွေးချယ်ရမယ်အနေထားပါတော့တပကမာယော်ကာမှာကအဓိကတိုက်ဆက်တော့ကတိုက်ဆက်မှုမိုရီကီမပါဘူးတောင်မန်ကစားသမားအီဆာနိုမပါတဲ့အတွက်တိုက်ဆက်ကတော့ဒီကြပေါ့နဲပါလိမ့်မယ်နော်အဲ့တော့တပကလီဂါနဲ့ကလည်းအဓိကသူတို့ရဲ့ဒီ attacking midfield ကဒန်နီယယ်ရာဘာဆိုတဲ့ ဘဲမပါနိုင်တာကြောင့်နှစ်သိန်းစလုံးရဲ့တိုက်စစ်ကနော်လက်ရှိနှလုံး30ပေါင်းဖွင့်ထားခြင်းကြောင့်ကျွန်တော်တို့ဒီပွဲရွေးမယ်ဆိုတော့ဂိုးအောက်လေးတွေကြိုက်တယ်ပြောချင်တော့ဇုံအောက်ပေါ့နော်လီဂါနဲ့ဘော်ဒီတမဟုတ်ဂိုးအောက်အိုင်နှစ်ချောင်းလေးကတချောင်းလေးဝင်နိုင်မယ်ထင်ပါတယ်โอเคအဲ့တော့နောက်တစ်ပွဲကတော့ Las Palmas နဲ့ Atletico Madrid ပွဲပါဒီမှာလဲ Atletico Madrid ကအရန်ကြီးတော့ဖလားရဖို့တော့မမြင်တော့ဘူးဒါပေမဲ့လည်းလက်ရှိ1 2 4ဝင်ခွင့်အတွက်သာတီကိုကကန်တော့မှာဖြစ်ပါတယ်เนาะအဲ့တော့တီကိုရဲ့လက်ရှိအနေထားအရာကတော့လက်ချံပွဲက အရန်ကြီးပွဲချက်တဲ့အသင်းတွေမပါဘူးเนาะ Real Madrid Girona ဆိုစီတဲ့ Osasuna Alavet เนาะ Las Palmas ဆိုတော့ဒီလိုမျိုးအနေအထားတွေကြောင့်အရန်ကြီး အဲ pressure မရှိတော့တဲ့အတွက်တလုံး30ပေါင်းဆိုတဲ့အနေအထားမျိုးဟာသူတို့ကန်ကျင်တယ်လို့ကံပါလိမ့်မယ်။ဒါကြောင့် race များပါတယ်။ဒီကိုနေရမယ်ဆိုတော့ race တော်လေးများတယ်။ပထမကြောင့်မှာတလုံး100ရှုံးအိမ်ကွန်းမှာပြေးခဲ့တယ်။2စီးနဲ့အောင်ခဲ့တာကြောင့်ဒီဒီပေါ်တကယ်ပေးတဲ့ကြီးကတလုံးတည်ရေးပေးရမှာဖြစ်ပါတယ်။အဲ့တော့လက်ရှိတလုံးတည်ရေးစားတလုံး30ပေါင်းဟာအရန်ကြီးတော့လည်းမပြော့တယ်လို့ပြင်းနေတဲ့ကြီးမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ထူးခြားတာဟာ less bombs အိမ်ကွန်းတမိုင်းလျှောက်မှာတီကိုကကြီးပျော့ပျော့လေးတွေပဲပေးပြီးတော့ အောင်အကုန်လုံးအောင်ခဲ့တာများပါတယ်မနစ်ကတစ်နှစ်ပဲ2023ရာသီပဲเนาะ7လပိုင်းမှာ Las Bombas အိမ်ခွင်မှာတီကိုအဝေးဝန်နေတလုံး90ပေါင်းပေးခဲ့ပြီးတော့2-1နဲ့ Las Bombas ကနိုင်ခဲ့တာဖြစ်ပါတယ်အရင်ရာသီ2016ရာသီတွေမှာတလုံး90ပေါင်းနေပေးခဲ့တယ်ဂျီတောက်လျှောက်အောင်နေအပြင်းဆုံးကတော့တလုံးတည်တစ်ချိန်ပဲပေးဖို့တယ်2016မှာ9ခုပြန်နေအောင်ခဲ့တာကြောင့်အခုပေးတဲ့တလုံး30ပေါင်းတလုံး60ပေါင်းဆိုတဲ့ဂျီကြောင့်တီကိုဘက်ကပဲအဲသွင်းကိုမြင်ရမယ်အနေထားလို့ပဲယူဆတယ် Las Bombas ကလက်ရှိအနေထားရတယ် ပြီးခဲ့တဲ့နောက်ဆုံးဘက်ဂရာဖစ်ကိုနိုင်နေဆိုပေမဲ့လက်ရှိအနေအထားအရခြေစွမ်းတည်ငြိမ်သောခြေစွမ်းမျိုးမဟုတ်ဘူးဘာစီလိုနာအသင်းကိုယ်တော်မှဇီးဒူးနဲ့ဖင်ပိတ်ကန်ခဲ့တဲ့အနေအထားမျိုးမှာဒီကိုနေနဲ့ကအရန်ကြီးဖွင့်ဆော့မဲ့အနေအထားတော့မရှိနိုင်ဘူးဗျအဲ့တော့တလုံး90ပေါင်း60ပေါင်းမှာတလုံး30ပေါင်းအရာကတော့ Vivo G အောက်ပဲနေရမယ့်အနေအထားမျိုးဖြစ်ပါတယ်နော်အော်ဒီဘွဲတော့ကျွန်တော်မောင်းထဲမှာတော့မထည့်ထားဘူးနေမယ်ဆိုတော့ Vivo G အောက်နှစ်ကြောင်းနေရာတစ်ကြောင်းဝင်နေပါတယ်โอเคနောက်ဆုံးတော့ La Liga ပြီးပါပြီကျွန်တော် Serie A သွားပါမယ် Serie A မှာအဲအရန်ကြီးတော့မကြိုက်ပေမဲ့ကျွန်တော် Napoli နဲ့ Monza ပွဲလေးတော့မစိုးဘူးပေါ့လေ အတော့လက်ရှိဒီနာပိုလီအနေနဲ့နှလုံးကို60ပေါင်ဆိုတော့တလုံး100ရှုံးဝင်းကိုမှဒါ350ပေါင်နဲ့ပြန်ကားထားတယ်ပထမကျော့အိမ်ခွင်းမှာတလုံး100ရှုံးအိမ်ခွင်းမှာပေးခဲ့ပြီးတော့နာပိုလီအသင်းက29ပြန်နဲ့နိုင်ခဲ့တာဖြစ်ပါတယ်ဘီဘော်ဂျီရောက်ကွက်တီဝင်ခဲ့တယ်ဒါကြောင့်ဒီနေ့ဘောကတကယ်ပေးတဲ့နဲ့ဂျီကတော့တလုံးတီပဲနာပိုလီကပေးရမှာဖြစ်ပါတယ်ဆိုတော့အိမ်ခွင်းမှာတော့တလုံး100ရှုံးပေးခဲ့တဲ့အနေအထားမျိုးမှာအခုအဝေးဝန်းကနေတလုံး100ရှုံးပြန်ပေးတယ်ဆိုတော့ဒီကြာကတော့ နာပိုလီနိုင်မှာပဲဆိုတော့သုံးဖက်ကအေးအေးဆေးဆေးရသွားပြီအဲ့တော့ဒါပေမဲ့ဂိုးပြအောင်တွင်းမတွင်းမကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာသုံးလုံး90ပေါင်းဆိုတဲ့ဂိုးပေါင်းဝင်ယူကြောင့်နာပိုလီဘက်ကပဲတွင်းကိုမြင်ရမယ်ဆိုတဲ့သဘောဖြစ်နေပါတယ်အဲ့တော့မွန်ဇာကိုပြန်ကြည့်ရအင်ဝင်း9ပွဲမှာ၄ပွဲ9အောင်ထားတယ်နောက်ဆုံးပွဲကိုမိုတစ်ပွဲပဲဂိုးပေါ်ထားတာတွေ့ရပါတယ်အဲ့တော့နာပိုလီကိုပြန်ကြည့်ရတဲ့ဘက်ကဒီဒီ အင်တာမီလန်နဲ့ကလက်ရှိအနေအထားအရသုံးမှတ်กว่าတယ်ဆိုပေမဲ့ကျွန်တော်တို့နာပိုလီရဲ့လက်ရှိခြေစွမ်းမျိုးနဲ့ကချန်ပီယံဖြစ်နိုင်လောက်တဲ့ခြေစွမ်းမျိုးမရှိနိုင်ဘူးလို့ပဲကျွန်တော်တို့ယူဆတယ်အဲ့တော့တစ်ဖက်ကပြန်ကြည့်ရရင်နာပိုလီရဲ့ကာရန်ဖောင်အရာကလည်းတောက်လျှောက်ကခြေစွမ်းတိတ်မမှန်နေဘူးနောက်ဆုံး6ပွဲမှာ3ပွဲတည်ရေ3ပွဲနိုင်ဆိုတဲ့ရလတ်မျိုးဟာချန်ပီယံဖြစ်လောက်တဲ့ခြေစွမ်းမှာမရှိနေဘူးဗျအဲ့တော့ဗနက်ဆီယာလို့အသင်းအိမ်ခွင်းမှာပေါ့နော်အဲ့တော့လက်ရှိဒီမွန်ဇာရဲ့အဖော်ကအဆင့်78 ဒီ Venexia အသင်းအိမ်ခွင်းမှာတလုံးတည်ပဲပြီးခဲ့တယ်ဒါပေမဲ့ဈေးဈေးနဲ့ပဲပြီးခဲ့တယ်ဆိုတော့အဝေးခွင်းနောက်ဆုံး၅ဘွဲမှာနိုင်ပွဲပျောက်ထားတဲ့နာပိုလီအနေနဲ့နေချင်းစရာတော့တိတ်မရှိဘူးဗျာအဲ့တော့၃လုံး90ပေါင်းကြီးချောင်းတော့ကျော်ဒီပွဲလေးတော့ဂိုးအောင်လေးတော့ပပလေးသဘောကျပါတယ်နော်အမွန်စာတီကြပေါ့ကန်ဆယ်သားပြီးပြီကံမဲ့အနေထားမျိုးပါအဲ့တော့အလုံးဆုံးရောက်ရင်တော့နာပိုလီနဲ့ဇ3လောက်ပဲရောက်နိုင်တဲ့အနေထားမျိုးဖြစ်တာကြောင့်ကျွန်တော်ဇ2လောက်ပဲမျှော်လင့်ပါတယ်ဒါကြောင့်ဒီပွဲလေးတော့ကိုးအောင်နာပိုလီကိုးအောင်ပဲရွေးချယ်တာပါတယ်โอเคနောက်တစ်ပွဲကတော့ဒါရိုမာနဲ့ဗီရိုနာပွဲပါဒီမှာလည်းထိုးနေလောက်အောင်ပဲဒီနေ့မှမှာရိုမာက လက်ရှိဒီရာသီအင်္ဂွင်အရန်ကြီးကောင်းလာပါတယ်နော်လက်ရှိရေနီယာရဲ့လက်ထက်တောက်လျှောက်ကောင်းတယ်ဒီနေ့မှာဒါဘာလာဒီဘာလာမပါနိုင်ဘူးအဲ့တော့လက်ရှိတလုံး20ပေါင်းဝဲဖွင့်တလုံး20ရှုံးမဲ့ဖွင့်လာတယ်နှလုံး60ရှုံးနဲ့ပြန်ကားထားတယ်တလုံးနေ20ရှုံးမဲ့အနေထားမှာနှလုံးနေမှာ60ပဲရှုံးမဲ့အနေထားဖြစ်နေတာကြောင့်နှစ်သိန်းပေါင်းရင်တော့မှ3လုံးအထိရောက်ဖို့တော်တော်လေးခင်းရင်းမဲ့ကြီးလို့ကျွန်တော်ယူဆပါတယ်အဲ့တော့ရူမာကတော့ကန်စရာလက်ရှိအနေထားရသူတို့ဒါ series A မှာပြန်ပြောရရင်၄သိန်းချန်ပီယံလိဝင်မဲ့တသိန်းပဲဒါယူရိုပါလိဝင်ပြီးတော့တသိန်းပဲ ယူရိုပါကွန်ဖရင့်စီဝင်မှာပါဒီမှာအဆင့်9ရိုမာအသင်းက54မှတ်ဖြစ်နေပါတယ်အဆင့်6ကလာဇီယိုက56မှတ်အဆင့်5ကဘိုလွန်ညာက58မှတ်ဆိုတော့တကယ်နဲ့မှန်းရင်တကယ်ကန်ရင်ခြေစွမ်းကောင်းမယ်လက်ကျန်ပွဲတွေအားလုံးနိုင်မယ်ဆိုရင်တော့မှလက်ရှိနေတဲ့အဆင့်၄ထိဒါရိုမာအနေနဲ့တမန်းလို့ရတဲ့အနေအထားမျိုးဖြစ်ပါတယ်။အဲ့တော့ပထမကြော့ရိုမာဗီရိုနာအိမ်ခွင့်မှာပေးခဲ့တဲ့ဂျေးက level တရာရှုံးဂျေးကို3-2ဆိုတဲ့ရလနဲ့ ဒါရိုမာသင်ရှုံးနေခဲ့ပါတယ်ဒါကြောင့်ဒီဒီမောမှာတကယ်နဲ့ပေးသင့်တဲ့ကြီးဟာတလုံးတည်ရေးပေးရမှာဖြစ်ပြီးတော့အခုတလုံး20ရုံးဆိုတာဟာပေးသင့်တဲ့ကြီးမျိုးတော့မှန်ပါတယ်ဒါပေမဲ့လက်ရှိရိုမာရဲ့အဆင့်6ရရှိရတဲ့အတွက်အနေနဲ့စဉ်းစားမယ်ဆိုတော့တစ်ဖက်ကတန်းစင်းဆုံးကနေလွတ်မြောက်လာတဲ့ဗီရိုနာเนาะပရက်ရှာအရန်ကြီးတော့မရှိဘူးဗျာเนาะဒါကြောင့်ဒီပွဲကနိုင်မယ်ဆိုတော့ရိုမာတော့နိုင်ကောင်းနိုင်လိမ့်မယ်ဒါပေမဲ့ပြန်ကြည့်ရရင်ရိုမာကာရန်ဖောင်တော့အရန်ကြီးအားမရအောင်ဆိုတော့အသင်းကြီးတွေနဲ့တွေ့တာတော့ မှန်ပါတယ်ဒါပေမဲ့နောက်ဆုံး၅ပွဲနောက်ဆုံး၆ပွဲမှာ၅ပွဲတိတိ၉အောင်ထားတဲ့အနေဒါလေးတွေ့တာကြောင့်တစ်ခါနောက်ဆုံးပေးတဲ့ကက်ဂလီယာတွေပေါ့နော်လက်ရှိဗီရိုနာရဲ့အောက်ကအဆင့်15တမကက်ဂလီယာတွေကိုပေးတဲ့ခြေတလုံးတည်ဖြစ်ပါတယ်1စီးနဲ့ပဲပြီးတဲ့အနေထားမျိုးမှာနောက်ဒီပွဲလဲရိုမာနိုင်ုံလေးပဲကန်သွားမယ်လို့ယူဆတယ်တစ်ခါဗီရိုနာရဲ့လက်ရှိကောင်းရဖောင်ရနောက်ဆုံးပြောင်းပွဲသုံး9ပွဲမှာ6ပွဲ9အောင်ထားတယ်အန်ဒါတွေပဲဖြစ်ထားတာကြောင့် ကဒီလက်ရှိအနေအထားအရနှလုံး60ရှုံးဆိုတဲ့အနေအထားအရဒီပွဲလေးတော့ကျွန်တော်ရိုမာ5အောက်ပဲကျွန်တော်မောင်းထဲမှာထည့်ထားပါတယ်เนาะဒီပွဲတော့ကျွန်တော်မောင်းထဲမှာပါပါတယ်เนาะရိုမာ5အောက်ဖြစ်ပါတယ်โอเคဒါဆိုတော့ကျွန်တော် series A ပြီးပါပြီเนาะတော့အဲ့တော့ League 1မှာမန္တလေးပြောတော့ League 1မှာအမိုက်ဆုံးကတော့ PSG ပေါ့နော် PSG ကဒီနေ့အိမ်ခွန်းမှာနော်ပရိသတ်ကိုနည်းနည်းလေးဖလားယူမှာဆိုတော့အဲနည်းနည်းလေးဒါပေမဲ့တခုချစ်တာ line ရဲ့ပေါ့နော် PSG line အရင်အရေးကြီးပါတယ်ဆိုတော့ဒီဘွဲမှာ Garage Clear တို့အုပ်စု Damiro အုပ်စုအကုန်ပိုင်တော့မပြတ်စရာအကြောင်းမရှိဘူးဗျာ၄၅ကိုပြတ်ပြီးတို့ဖလားသိမ်းနိုင်တဲ့အနေအထားလေးတော့ရှိနိုင်တယ်ဒါပေမဲ့နောက်တစ်ခုစဉ်းစားရမှာက PSG ကအာဆင်နယ်နဲ့တွေ့ရမှာနော်အဲ့တော့ တန်ရာအလောက်ကြီးအရခံမှာတော့မဟုတ်ဘူးပေါ့နော်လူဒီ Louis Henry အနေနဲ့အဲ Liabri လို့အသင်းမျိုးကိုဘလို့ကန်ကန်နိုင်နေဗျာအဲ့တော့ဒီလိုမျိုးနေသားမျိုးမှာပြည်သက်ကိုဖျော်ပြရမယ်ဆိုပေမဲ့ဒါအရန်ကြီးတော့အဓိကကစားသမားတွေတုံးမယ်တော့မထင်ဘူးဒါကြောင့်ဒီဘွဲကဆော့မယ်ဆိုတော့ line up ကတော့အရန်အရေးကြီးပါတယ်เนาะဒါကြောင့်နှလုံး80ရှုံးမှာ၄လုံးတည်ဆိုကြဲက အောက်ထက်ကလေးလုံးအထိရောက်ဖို့เนาะသူတို့ဘိုဂီတွေနဲ့မှန်းဆထားပုံရပါတယ်ပထမကြောင်းမှာ PSG ကတလုံး90ရှုံးအဝေးဝန်းရနေပြီးပြီးတော့ဒါ14နဲ့တောင်နိုင်ခဲ့တာပါဒါကြောင့်ဒီဒီဘောတကယ်ပေးတဲ့ကြီးကနှလုံး90ဘောင်းမယ်အိမ်ဝင်းမှာ PSG ကပေးရမှာဖြစ်ပါတယ်အဲ့တော့အခုနှလုံး80ရှုံးအထိပေးထားပုံကိုရကအောက်ထက်3လုံး PSG ဘက်ကညှော်လင်းလို့ရမယ်ဆိုတော့အနေထားမျိုးလေးတော့သွားတွေ့ရတယ်ဆိုတော့လေးလုံးတည်ဆိုတော့5ဘောင်းကြီးကြောင်လေအောက်ထက်2သိန်းဘောင်း4လုံးတော့ရောက်နိုင်တယ်ဆိုတော့အထိပဲမျိုးသွားတက်ရောက်ပါတယ်အဲ့တော့တစ်ဖက်ကပြန်စင်းစားပြီးခဲ့တဲ့ပွဲမှာ RS Villa နဲ့ပွဲမှာသူတို့3-2နဲ့ရှော်ခဲ့တယ်ဆိုတော့ဒီနေ့ ပွဲအတွက်ပဲအာယုံစိုက်တယ်လို့ယူဆတာကြောင့်တပကအာဆင်နယ်နဲ့ထိတဲ့တွေ့ဆုံမှုလေးလည်းရှိတာကြောင့်ဖြစ်နိုင်တော့ဒီဘွဲက line up ထွက်မှာပဲစော်ဖို့တော့ကျွန်တော်တို့အကြံပေးပါတယ်เนาะအဲ့တော့ဒီဘွဲကတပကလီဟာရီအသင်းကိုပြန်ကြည့်ရရင်လည်းဒီဒီဒီ re ဒီ runners အသင်းကို1-5နဲ့အာကိုပြေရှုံးလင်းခဲ့တာကြောင့်အဝေးဝန်းညံ့တဲ့လီဟာရီအသင်းအနေနဲ့တော့ဘလို့မှ BSC ကိုရှင်းနိုင်စရာအကြောင်းတော့မရှိပါဘူးเนาะအဲ့တော့ဒီဘွဲစော်မယ်ဆိုရင်တော့ဒါ line up ပဲကြည့်ပြီးတော့စော်ဖို့အကြံပြုပါတယ်အဲ့တော့နောက်တစ်ဘွဲကမိုနာကူနဲ့ stars ball ပေါ့เนาะဒီဘွဲလေးတော့မစိုးဘူးပြဒီဘွဲလေးတော့မစိုးဘူး တော့မိုနာကိုကလက်ရှိအနေအထားမှာဒါအဆင့်နှစ်ကို53မှတ်မာဆေးရ52မှတ်နဲ့အဆင့်3အောက်ကလိုင်ယွန်က52မှတ် အောက်ကလိုင်လီက50စားဘော့ကလည်း50ဆိုတော့အချိန်မီအပေါ်ကအဆင့်နှစ်နေရာကိုနော်စတားဘော့အသင်းကတက်လာနိုင်တယ်အောက်ကလိုင်လီလည်းတက်လာနိုင်တယ်လိုင်ယွန်လည်းတက်လာနိုင်တယ်ဆိုတော့မိုနာကိုကဒီပွဲမှာ တလုံး20ရုံးမဲ့ပေးထားတာကတော့အရန်ကြီးတော့မမိုက်ဘူးပေါ့လေ။အဲ့တော့ပြောချင်တာကတလုံး90ရုံးဆိုရဲဂုံပေါင်းကြီးကြောင့် Starbot အနေနဲ့ကိုးရနိုင်ကြီးများသလို Starbot ရက်လက်ပူကောင်းနိုင်တယ်။ပထမကြောင့်မှာ level 100ရုံးအဝေးဘက်မှာပေးခဲ့တယ်13နဲ့မွန်နာကိုနိုင်ခဲ့တယ်။ဆိုတော့ဒီနေ့ဘက်မှာတကယ်ပေးတဲ့ကြီးကတလုံးတည်ပေးရမှာ။ဆိုတော့ပေးတဲ့ကြီးပေးထားတာတော့မှန်ပါတယ်။ဒါပေမဲ့တလုံး60ရုံးဆိုရဲဂုံပေါင်းကြီးကြောင့်တဖက်က Starbot တေချာဘော့ကိုးရမယ့်အနေဒါဖြစ်နေတယ်။အဲ့တော့မွန်နာကိုတောက်လျှောက်ကားရဖောင်အရာကမာဆေးကိုတော့3ခုမြောက်နဲ့နိုင်ထားတဲ့အနေဒါမျိုးမှာ ဒီကြောင်ကတော့အောက်ထက်နှလုံးကတော့သွင်းနေတဲ့အနေအထားလေးရှိပါတယ်အဲ့တော့ကြောက်စရာ2-1တပောက်ပဲရှိပဲအဲ့တော့တပောက်ကဒီ support အသင်းကိုကြည့်ရရင်ပြန်မတော့အဝေးဝင်း6ပွဲဆက်9အောက်ထားတယ်ဒါကိုသုံးလုံး60ရုံပေးတယ်ဆိုတော့က starport 9ရမယ်အနေအထားကြောင့်360ပေါင်းအဲ360ရှုံးဖွင့်လိုက်တယ်လို့ရကျွန်တော်ယူဆပါတယ်။နေမယ်ဆိုရင်တော့ Starport ကြိုက်တယ် ဂိုးပေါ်ကြိုက်တယ်နှစ်ကြောင်းနဲ့တစ်ကြောင်းဝင်နိုင်ပါတယ်โอเคမာစီကတော့ကျွန်တော်ရှောင်းပါတယ်မာစီမှာတိုက်စစ်မှုလည်းလက်ရှိလုံလုံလောက်လောက်မရှိဘူးတဖက်ကမောက်ပေလီယာကဟိုးတန်းဆင်းဆောင်အောက်ဆုံးကအသင်းဖြစ်ပါတယ်เนาะမာစီကနိုင်လဲအရန်ကြီးဟိုဟိုတွင်းနိုင်မဲ့အနေထားမရှိဘူးလို့လည်းယူဆတာကြောင့်ကြေးအရာအဖင်ကတော့လက်ရှိကတော့မာစီက6ရက်ချီမဲ့နိုင်မဲ့ကြေးမျိုးဖြစ်ပြီးတော့ကာနာဖောင်နောက်ဆုံး9ဘက်မှာတပွဲပဲနိုင်တာကြောင့်ကျွန်တော်မာစီတော့ရှောင်ပါတယ်เนาะမကြိုက်ပါဘူး။โอเคဒါဆိုတော့ကျွန်တော်ဒီနေ့ ီ live ကတော့ဒါ La Liga series နဲ့ဒါ League One ရဲ့ဒါပွဲချုပ်သုံးသချက်လေးတင်ဆက်ပေးတာဖြစ်ပါတယ်။အခုဒါချက်ချင်းပဲကျွန်တော်ပြီးရင် now live မှာအဲ Premier League ပွဲချုပ်သုံးသချက်နဲ့ဒီနေ့ရဲ့ရွေးချယ်မှုဖြစ်တဲ့เนาะ၄သင်းပေါင်းနဲ့အတူဒီနေ့ရဲ့နှစ်ဆပွဲအဲ၅ပွဲပေါ့เนาะအဲ့တော့ဒါလေးကိုဒါဒီဒီရပြီးတော့ now live မှာတော့ဆက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်။အော်ဒါဒီနေ့ကြာ Tissue Brother တွေ Share Brother တွေ Comment Brother တွေကြောက်စင်းအကျဉ်းသမီးအစ်တီမာတွေပြမင်္ဂလာရှိသောညလေးဖြစ်